လူကုန်ကူးသူတွေရဲ့ထိမ့်သိမ်းခံရတဲ့လေစည်းပြေးဒုက္ခတွေ900ကျော်ကိုထိုင်းရက်တပ်ဖွဲ့ကကယ်တင်ခဲ့ပါတယ်ဒီသတင်းကိုခွန်ပါတာက တင်ဆက်ထားတာပါခင်ဗျာရာနဲ့ချီတဲ့လေစည်းပြေးဒုက္ခတွေကိုထိုင်းနဲ့မလေးရှားနဲ့စထိုင်းနိုင်ငံဆွန်ခလာခရိုင်ကလူကုန်ကူးသူတွေရဲ့ထိမ့်သိမ်းရေးစခန်းတစ်ခုမှာဇန်နဝါရီလ29ရက်နေ့ကထိုင်းရက်တွေဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ် ထိုင်းရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရမလေးရှားနေဆာအနေမှာထိမ့်သိမ်းခံထားရတဲ့ဒုက္ခတွေတကူသူတို့ဆွေမျိုးကငွေပေးတော့မှပြန်လို့ပေးတယ်ဆိုတော့ဒီဇင်ဘာလကရိုက်တာရဲ့တည်င်းပေးပို့ချက်အပေါ်အခြေခံပြီးလိုက်လံစုံစမ်းရာကနေအခုလိုရှာဖွေတွေ့ရှိတာဖြစ်တယ်လို့ပြောပါတယ်အဒီအထဲကမင်းကလေးနဲ့ကလေးငယ်တဲ့အပါအဝင် လူဦးရေ932ဦးကိုကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။တချို့ကအယိုက်ခံရတာအသက်ခံရတာတွေလည်းရှိတယ်လို့ပြောပါတယ်။လက်ရှိကယ်တင်လာတဲ့သူတွေကို စံကလာခရိုင်လှဝကယုံမှာထိမ့်သိမ်းထားတာဖြစ်ပြီးသူတို့ရဲ့တူချင်းစီကိုလည်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။သူတို့တွေဟာနိုင်ငံမဲ့သူတွေဖြစ်ပြီးမြန်မာနိုင်ငံကလာတဲ့လို့ယူဆရတယ်လို့ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းထွက်ပြေးရောက်ရှိလာတာဖြစ်နိုင်တယ်။ထိုင်းနိုင်ငံအရှိတောင်ဘက်ပိုင်းမှာထောင်ချီပြီးခိုးဝင်လာကြတာရှိတယ်လို့လည်းရိုက်တာသတင်းကဖော်ပြထားပါတယ်။ ဒါအပြင်ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်တင်တယ်လို့ပြောပါတယ်။ We we do not condone uh violence and uh we uh are um အကြမ်းဖက်မှုတွေကိုကျွန်တော်တို့လက်လျူရှုမထားပါဘူး။အစိုးရအနေနဲ့လည်းစုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်ပြီးပင်လျော်တဲ့တုတ်ပြမှုတွေပေးနိုင်မဲ့အကြောင်းကိုမျှော်လင့်ထားတယ်လို့ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဂျင်မြောင်ခင်ကဇန်နဝါရီလ29ရက်နေ့ နေပြည်တော်မှာပြုတ်လောက်တဲ့တည်င်းစာရှင်လင်းပွဲမှာပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့်အိုမဲအိမ်မဲဖြစ်ပွားတဲ့ဒုက္ခတွေဥယျတသိန်း၄000ကျော်ရှိတယ်လို့လဲရိုက်တာတည်င်းမှာဖော်ပြထားပါတယ်။ကျွန်တော်ခွန်ပါသားပါ။